AC Milan ရှုံးနိမ့်သွားတဲ့ပွဲမှာလူပြောများနေတဲ့ De Bruyne ရဲ့အဖြစ်ပြက် AC Milan ကို2-1နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ Napoli အသင်းရဲ့ကွင်းလယ်လူအောင် Kevin De Bruyne ကိုနီးပြကွန်တီလုခဲ့တဲ့အရာနဲ့ပတ်သက်ပြီးပရိသတ်တွေကလည်းမေးခွန်းထုတ်ခဲ့ကြသလိုနီးပြ Antonio ကွန်တီကလည်းပြတ်သားစွာတုံ့ပြန်ခဲ့ပါတယ်။ပွဲစားပြီး3မိနစ်မှာပဲ Alexis Sanchez Makers ကဥဆောင်ကိုသွင်းယူခဲ့ပြီးတော့31မိနစ်မှာ Chelsea ကစားသမားဟောင်း Graham Pulisic ကဒုတိယဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။ ပွဲချိန်59မိနစ်မှာတော့နာပိုလီရဲ့နောက်ခံလူဘာဗစ် S2B နံကအနီကနဲ့အထောက်ခံခဲ့ရပြီးတော့အသင်းက10ယောက်နဲ့ကစားဖို့ဖြစ်လာခဲ့ပါတယ်။အဲဒီဘရန်ကအဲဒီနောက်မှာရရှိခဲ့တဲ့ပတ်တီကိုအောင်မြင်စွာကန်သွင်းယူခဲ့ပြီးတော့နာပိုလီအတွက်ခြေပါကိုတကူရရှိစေခဲ့ပါတယ်။ပွဲချိန်83မိနစ်မှာတော့ယူနိုက်တက်ကစားသမားဟောင်းနေဖြစ်ကြတဲ့စကော့မတ်ဒိုမီနီရောမက်စ်ပွိုင်လန်နဲ့အတူအဲဒီဘရန်နောက်လေပဲလူစားထိုးလဲလဲခံခဲ့ရပါတယ်။ဒီဘရန်ကဂွေးမြေထွက်ချိန်မှာတိတတာစိတ်တို့ဒေါ်လာထွက်နေပြီးတော့သူ့ရဲ့မကျေနပ်မှုကိုဖော်ပြခဲ့ပါတယ်။အဲ့ဒီပြည့်အကြောင်းမလို့ပြည်သက်တွေကြားထဲမှာဝေဖန်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ အပြိသက်တဦးက Kevin De Bruyne ကို7ယောက် versus 10ယောက်ကစားရတဲ့ပွဲမှာတော့မှအပြင်ထုတ်ရင်ဘယ်ချိန်မှမကွေးနေမှာထားတော့မှာလေဇီးနဲ့ပွဲတော့ကသူတို့10ယောက်ဖြစ်တော့ Kevin De Bruyne ကိုထုတ်ခဲ့တယ်အခုကျတော့ဘာလို့ထုတ်ပြန်တော့လဲကိုနေရဲ့ဆုံးဖြတ်ချက်ကမှားတယ်လို့ပြောဆိုခဲ့ပါတယ်နောက်တဲ့တဦးကလည်း De Bruyne ကသူ့ရဲ့မကျေနပ်မှုကိုပြဖို့ဘယ်တော့မှမကြောက်ဘူးဘက်ကွာရီယိုလာနဲ့တော့မှအခါတော်တော်များများပြဘူးပါတယ်လို့မှတ်ချက်ပေးခဲ့ပါတယ် AC Milan ကိုရှုံးနေပြီးတဲ့နောက်နီးပြအန်တိုနီယိုကိုနေက De Bruyne ရဲ့တုံ့ပြန်မှုနဲ့ပတ်သက်ပြီးတော့ပြက်ပြက်သားသားရှင်းလင်းပြောကြားခဲ့ပါတယ်ကိုနေက နေရနေနဲ့ကစားကွက်ကိုအများကြီးပိတ်ဆို့နေရကြောင်းတယောက်ချင်းထိုးပေါက်နိုင်မဲ့ကစားသမားတွေထဲသွင်းမှုစူးစမ်းခဲ့ပါတယ်။တိုက်စစ်မှုကိုလိုကာနဲ့လဲခဲ့ပေမဲ့ဘာမှမထူးခြားခဲ့ပါဘူး။အစားထိုးလဲတဲ့မှုတွေကကောင်းမွန်တဲ့အရာတစ်ခုလှုပ်ဆောင်မှုစူးစမ်းတာပါ။အဲဒါတွေကမှန်ကန်တဲ့အပြောင်းလဲတွေလို့ကျွန်တော်ထင်ပါတယ်လို့ဆိုခဲ့ပါတယ်။ဒါပြင်ကိုနေကအထူးသဖြင့်ဒီ brand ရဲ့တုံ့ပြန်မှုနဲ့ပတ်သက်ပြီးတော့မေးမြန်းတဲ့အခါမှာတော့သူ့ရဲ့ရှုံးနေမှုကြောင့်စိတ်ဆိုးနေတာဖြစ်မယ်လို့မျှော်လင့်ပါတယ်။တခြားကိစ္စတွေအတွက်စိတ်ဆိုးနေရဆိုရင်တော့သူလူမားနေပါပြီလို့ပြန်လည်တုံ့ပြန်ခဲ့ပါသေးတယ်။ ဒီဘက်ကအရေးဖြစ်စဉ်ကိုတိုက်ရိုက်ပြောဆိုခြင်းမရှိဘဲနဲ့ social media မှာ Real Madrid ၊ Queen Leila လို့ကာ Modrin နဲ့အတူရိုက်ထားတဲ့ဓာတ်ပုံနှစ်ပုံကိုတင်ပြီးတော့လူတိုင်းဘောလုံးကောင်းကောင်းကစားတော့သဘောကျပါတယ်။မင်းတို့တွေ့ရတဲ့ဝမ်းသာပါတဲ့ Brother တို့ရေးသားခဲ့ပါတယ်။